ပြည်သူလူထုပြောပါမယ်ခမရတို့အထဲမှာနောက်လုပ်ငန်းရှင်တတိချို့ကျွန်တော်ပြောပါမယ်ခမရတို့အထဲမှာအောင်စုံထောက်ပံ့နေတဲ့လူတွေရှိနေရင်ကျွန်တော်ဖော်ထုတ်မယ်ခမရတို့ကျွန်တော်ဖော်ထုတ်ဒီနေ့ကစပြီးရက်ပြီးတော့မရက်ဘူးခမရတို့ကျွန်တော်ဖော်ထုတ်ကျွန်တော်ကြိုပြောပါမယ်ဒီနေ့ကစပြီးကျွန်တော်တတိပေးတာပါပွန့်လင်တတိပေးတာပါခမရတို့လုပ်ငန်းရှင်တွေထဲမှာအောင်စုံထောက်ပံ့နေတဲ့လူရှိရင်ဒီနေ့ကစပြီးရက်ပါမရက်လို့ရှိရင်ကျွန်တော်ဖော်ထုတ်မယ်ဖော်ထုတ်ပြီးအဲ့လူတွေကိုထောင်ရအောင်ကျွန်တော်ပို့မယ်တနည်းနဲ့ရအောင်ပို့ပါကျွန်တော်ကြိုပြောပါပွန့်လင်ပြတာဘာလို့လဲဆိုတော့ဒီလောက်မရင်ရန်ကားတဲ့ကောင်စားမျိုးကိုကျွန်တော်တို့သီးခံနေဖို့ မသိတော့ဘုရားဘာသာဝင်တူလုံးဒုတစ်ခုလုံးကလည်းဒီအောင်စောမယိုင်းရံကမှုအောင်စောနဲ့သူ့အပေါင်းပါလေမယိုင်းရံကမှုကိုကျွန်တော်တို့တိကံနေကိုမသိတော့တခုခုတော့ကျွန်တော်တို့တုံ့ပြန်ကြဖို့လုပ်တယ်မဘာသာနဲ့ကျွန်တော်မျိုးချစ်လူငယ်အဖွဲ့တွေကလည်းတုံ့ပြန်ကြဖို့လုပ်တယ်ဒါပါလဲလို့မင်းတိရူဆရာတော်ကြီးနဲ့အရှင်စေကိန်းနာကိုသူကဘယ်ရောက်နေလဲတဲ့ကျွန်တော်ကတော့ပါရဲ့ဗျာဖွင့်လင်းပြောတာပါတိရူဆရာတော်ကြီးနဲ့အရှင်စေကိန်းနာမှုလို့ပေါ့ကျွန်တော်မျိုးဘယ်ရောက်နေလဲဆိုအေးမင်းသမားခြံောင်းနဲ့ဝင်နေလို့ပြောမှကျွန်တော်ဆိုရင်တကယ်ပါဘလို့မယိုင်းလဲဆိုတာအခုငလင်းကိစ္စဖြစ်တယ်သူသူရဲ့သူရဲ့ရည်ရွယ်ချက်ကငလင်းဖြစ်တယ်ငလင်းဖြစ်တဲ့ကောင်ကတိရူဆရာတော်ကြီးနဲ့အရှင်စေကိန်းနာ ဘာလို့မှမလုပ်ဖဲနဲ့ဘယ်ကြောင်ပြောက်နေမှမသိဘူးဒီလူတွေကဒီဖုန်းကြီးတွေကဘာဖြစ်လဲညာဖြစ်တယ်ကောစတင်ဖုန်းကြီးတွေကိုဘာမှမလုပ်ဖဲနဲ့ဖုန်းကြီးတွေကကျွန်တော်မပြောရတဲ့စကားလုံးတွေပါထားပါတယ်ကျွန်တော်မပြောတော့ခင်ဗျားတို့အဲ့လိုဆိုတော့ပေါ့ပေါ့ဒီအောင်စောရဲ့အရေးသားအရေးသားနဲ့တောင်းအပေးပို့တဲ့မီဒီယာတွေဖော်ပြတဲ့ဟာကိုသွားဖက်ကြည့်သွားသွားမဖက်နဲ့ဗျာဖက်နေပါနဲ့ခင်ဗျားတို့တော့မယမ်းရမ်းရတဲ့ကောင်တွေဖက်မနေတော့ထားတော့နေဦးအဲ့တော့ကျွန်တော်ပြောရင်ကျွန်တော်အဘက်တင်မှာကျွန်တော်ကြောက်တယ်တီလူဆရာတော်ကြီးနဲ့စင်စေကင်းတော့ဒီငလေးမှာဘာမှမလုပ်တဲ့ပုံစံမျိုးဘာမှမကူညီတဲ့ပုံစံမျိုးနဲ့အောင်စောတို့အောင်စောနဲ့အပေါင်းပါများတစ်ဆိုင်ကမယမ်းရမ်းထားတယ်မယမ်းရမ်းထားတယ် ော့ကျွန်တော်ကဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တော့ဒီအောင်စောရဲ့မယံရံကမှုကိုကျွန်တော်တီးမခံနိုင်လားကျွန်တော်တော့တော့တယ်တွေ့ရချင်းမှာတအားတော့တယ်ခရော့ပါရဲ့ဒီမအေလိုအောင်စောဘာမှမလုပ်နိုင်တော့ဘူးလားဘာမှမရှင်းနိုင်တော့ဘူးလားတော့မီးတွေးလာပြီတကယ်ပါအဲ့လိုပဲကျွန်တော်ဆဲမိတော့တယ်ခရော့ပါရဲ့ခရော့ပါအားလုံးတကယ်ပါခရော့ပါဟိုတတလောက်မယိုင်းနိုင်ယူရရေရိုတန်းပြောလို့ရတယ်ဒီဆရာတော်ဟိုတတ်တယ်မယ်တီးတကူဆရာတော်ကြီးရဲ့အရှင်စေကိနာအခုလုံနေတာအရှင်စေကိနာလည်းတော့လုံနေတယ်ကျွန်တော်လည်းမှားပြောတယ်မှားပြောတယ်ကျွန်တော်မှားပြောတယ်ကျွန်တော်တောင်းမှန်တယ်အခုအရှင်စေကိနာတော့လုံနေတယ်တီးတကူဆရာတော်ကြီးအမအခုသခိုင်းကြောင်နေပြီးတော့သူ့သူ့အသက်ရွယ်ကြီးနေဗျာဆရာတော်ကြီးအသက်၈၅နှစ်တင်နေပြီးခဲ့ကြပါ ဆီသူ့တပိတ်နေဗျာဆရာတော်ကြီးခင်ဗျာသွားလုံနေတာသူ့လူတွေကိုတပည့်တွေဘာလို့မှားနေဘာလို့ဘာလို့ဖုန်းနဲ့ဆက်မှားတယ်အတပည့်တို့ဘာလို့ဆိုတော့ तू မှားနေတယ်သူ့တပိတ်နေဗျာ तू မနေကိုဘာဖြစ်နေရှိမှာအဲ့ဒါဆရာတော်ကြီးကသူ့ရဲ့အသက်ရွယ်ကြီးတော့မထောက်သူစ조사ပန်းသားနဲ့ငလင်းကိစ္စနဲ့လုံနေတယ်ဆရာတော်ရှင်စင်ကိန်းလာဆိုလေတကယ်ကိုပဲဒီမှာငလင်းရွှေပစ်တဲ့နေရာတိကိုချက်ချင်းရောက်အောင်သွားတယ်ဒီလိုလုံနေတာကိုဒီမအေးခရော့ပါဒီမအေးလို့အောင်ဆိုတာအောင်ဆိုနဲ့ဘောင်းပါဗျာဘယ်ရောက်နေလဲဆိုတော့ကျွန်တော်လေးခရော့ပါခုနကထပ်ပြောမယ် ်ဆရာတော်ကြီးတို့မို့လို့ကျွန်တော်သာကျွန်တော်သာမိကြောင်ကြောင်မဲဘယ်ရောက်နေလဲမိမင်းသမားကျွန်တော်နဲ့ရောက်နေလို့မိမင်းမေကျွန်တော်ရောက်နေလို့ပြောချင်တာအဲ့မိလုံးမရဘူးတကယ်ကတော့ပါပဲတကယ်မယိုင်းတာလုံအားကြီးလို့တယ်အဲ့တော့ဒီကောင်တွေကဒီကောင်တွေကဒီလိုမယိုင်းရန်ကားကိုမီဒီယာထောင်းထားတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုစော်ကားဖို့ကျွန်တော်တို့ဥခိုက်ရတဲ့ဆရာတော်တကတော်ကြီးကိုစော်ကားဖို့ကျွန်တော်တို့နိုင်ငံတော်ကိုစော်ကားဖို့ဒီအောင်ရဝင်မလိမ့်ဘူးပတ်ဆက်ရရင်အောင်စောကဖိမခံမဲ့ကောင်စားအဲ့လိုပဲကျွန်တော်ကတော့ပါပဲပြောချင်တော့တယ်ဒီလိုကောင်မျိုးတွေကောင်ဆိုတော့ဒါတော့မယိုင်းရန်ကားတဲ့ကောင်မျိုးကိုမျိုးချစ်အသင်းတွေမဘာသာတွေကျွန်တော်ပြည်ထောင်မှာရှိတဲ့ ီဘာသာရေးဆိုင်အဖွဲ့အစည်းတွေအနေနဲ့နည်းနည်းတော့ခရတော့ပြင်ကြဖို့လိုလို့ပြီးလို့ကျွန်တော်တိုက်တွန်းချင်တယ်ကျွန်တော်တို့တော့တုံ့ပြန်နေကျွန်တော်လူမိုက်ဖြစ်နေတယ်ခါရုံးလည်းအသံဖတ်ကြအောင်လို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ပြီးတော့တစ်ဆက်တည်းပါပဲခင်ဗျားတို့ထပ်ပြီးတော့ပြောချင်တာအောင်စော်ကဘာရေးထားလဲသူ့ Facebook မှာအဲသူတို့ရဲ့သူတို့ရဲ့အယောက်ဒီရဲ့ web ဟို Facebook မှာပါတင်ထားလဲဆိုတော့တင်တော့ရကူညီမှုလိုအပ်နေပါတယ်တဲ့တင်ရ5ဒေါ်လာအယောက်ဒီရဲ့ပန်းနိုင်ကို selection တန်းစီပါတယ်တဲ့သူသူပြောထားတယ်ပြီးတော့အလူချင်းတွေကထောက်ပံ့မှုရဆိုင်ခြင်းများကြောင်းတယ်ယခုကအယောက်ဒီတရက်တော်များရဲ့လုံခြုံရေးနဲ့လူ့ဘဝအခက်အခဲများကြုံတွေ့နေရပါတယ်တဲ့5ဒေါ်လာလူတန်းမှုဖြင့် Democracy ကအနေအကျကြောင်းဒီလက်ရှိရည်ကြီးသောအချိန်မှာအယောက်ဒီလို့ကို selection ထိန်းကြနိုင်မှာဖြစ်တယ်လွတ်လပ်သောဒေသပညာ selection တန်းနိုင်ပါစေတဲ့ ပြောချင်တာဒေါ်လာ9ဒေါ်လာလူပေးဖို့တောင်းတယ်ခုခရပီသူလူဆိုင်9ဒေါ်လာလူဖို့တောင်းတယ်လွတ်လပ်သောတရင်သာပညာတဲ့အော်လွတ်လပ်ပြီးအမိခိုကင်းတော့လဲပြောတယ်တယောက်ကို9ဒေါ်လာလူပေးဖို့တောင်းတယ်တရောင်းစားပဲလေပွင့်လို့ပြောတရောင်းစားပဲလေမီဒီယာတရောင်းစားမီဒီယာဓမြတက်တယ်ကောင်စားလို့ပြောချင်အရာကြီးအောင်စောပါခင်ဗျားတို့ပို့လဲပြောမယ်နော်အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ပြောရပြီပဲအောင်စောစီပို့ချင်တဲ့ကောင်ကြီးပို့လိုက်ကြကျွန်တော်တခါလဲပြောတာပို့လိုက်ကြအဲ့အဲ့မေးဘေးစီပို့လိုက်တော့ကျွန်တော်ပြောရတယ်ပို့လိုက်ကျွန်တော်စောက်ကြည့်ဦးဆိုင်အဲ့မေးဘေးဘာလို့ကျွန်တော်တင်းနေရကြပြီအဲ့မေးဘေးတော်တော်မယိုင်းနေကောင်အဲ့ဒီကောင်တော်တော်မယိုင်းနေကောင်တော်တော်ကိုမယိုင်းနေတိုင်းပြည်အတွက်တကယ်ကိုအစိတ်တော့အဖြစ်မှမိစ္ဆာကောင်ပဲဒီကော ဘယ်တော့မှစောက်ကောင်းကိုကျုံမပေးဘူးခင်ဗျာမဝိစီကပတ်စံယူသွားတဲ့ပတ်စံတွေရောဘယ်နဲ့ပြောင်းသွားထွက်ရလဲတော့ကျွန်တော်ပြောချင်တာတော့တထီ heavy 3တောက်ရယူတဲ့ပတ်စံအဲ့ပတ်စံပြတ်မဆက်သေးဘူးအဲ့ကျွေးတွေဘယ်တော့ပတ်စံတော့ထမှာတော့အောင်တော့တလင်ကြီးလောက်ထားတဲ့ပတ်စံရှိတယ်မျိုးထဲမှာ तू အဲ့တထီတောက်ဆက်ယူပြီးတော့ဝယ်ပလိုက်တယ်ပြီးလဲပြီးတော့ကွန်ထရိုးခန်းဝယ်လိုက်တယ်ပြီးလဲပြီးတော့အဲ့အခန်းကိုတချမ်းလောက်ပဲနည်းနည်းလောက်ပဲပတ်စံချီးပြီးပတ်စံလည်းဆက်မချီးခန်းကလည်းတလိုင်းအဲ့လိုလောက်ထားတယ်အဲ့စားလည်းနေဘယ်ရောက်ဘယ်ရောက်ဘယ်ပတ်စံမဝိစီကတလောက်ဒေါ်လာ1000ယူထားတဲ့ပတ်စံတွေဘယ်ကြောင်သွားထုတ်ထားလဲအဲ့တော့ဟိုရင်တော့ဒေါ်စင်းစောက်လိုက်ထားမှာဘယ်ရရဘယ်လိုဘာကြောင့်ယူပါလဲ မရှင်းဘူးအဲ့ဒါလေအဲ့ကောင်အဲ့လိုလုပ်တာဘလို့မယန်လေပြီးပတ်စံလိုလာပြီဆိုတတိယတွေကိုလုံးပတ်ပြီးလိုက်တွေ့အောင်တော်ခေါ်လာတဲ့တတိယကြီးလေကျွန်တော်ပွင့်လေပြတော့နော်ခဏခေါ်လာတဲ့တတိယကြီးလေခဏလို့လေဒီချမ်းသာရရရောက်ပေါ့ဆက်ဆိုင်ဖြတ်ဖို့လိုတယ်ဒီအောင်စွာတိုင်းမျိုးပတ်တော့ကပေးလေအဲ့တော့ဒီမှာအလူငယ်ငါတော့လာလူပါငါတော့လူပါသူတောင်းဆိုလေโอเคခဏလို့သွားလှူရင်လှူတဲ့လူတွေရတာကျွန်တော်တို့ဆရာတော်တန်ခါတော်ကြီးစော်ကားနေတယ်မရိုက်နေတယ်ခုနဆရာတော်ရှင်ဆရာအရှင်စေကိနာဆရာတော်ဆရာတော်ဒီဒီဦးဆရာတော်ကြီးဒီဆရာတော်ကြီးတို့စော်ကားနေတယ်ဒီလိုကောင်မျိုးခဏလို့သွားလှူရင်ခင်ဗျားတို့ကအစိတ်ပင်ကြီးတောင်းဖြစ်မယ်ခင်ဗျားတို့ကဒီဒီကောင်နေစော်ကားဖို့အလူလူလူပါတွေဖြစ်သွားလိမ့်မယ် ဒီလိုမျိုးကျွန်တော်တို့ရထေကြီးဝါကြီးဆရာတော်ကြီးတွေကိုစော်ကားဖို့အတွက်ခင်ဗျားတို့ကအစိတ်တွေရေးလောင်းတာအလိုလိုလိုပါဖြစ်ကုန်လိမ့်မယ်ခင်ဗျားတို့တော့သွားလှုပ်ရဲ့လို့ရှိပြောတာအဲ့တော့မြဝါကြီးမှရှိတဲ့တထေးကြီးတွေပြီးတော့မှရှိတဲ့တထေးကြီးတွေပြီးတော့မှရှိတဲ့တထေးကြီးခင်ဗျားတို့တွေကျွန်တော်ပြောပြပါဒီနေ့ဒီချိန်မှာရတာအကောင်းဆုံးလှူရဲ့လို့ရှိပေးရလို့ရှိထောက်ပံ့ရလို့ရှိခင်ဗျားတို့ရတာအကောင်းဆုံးပဲဒီနေ့ဒီချိန်မှာရတာအကောင်းခင်ဗျားတို့ဒီနေ့ဒီချိန်မှာမနာတတ်သေးဘူးဆိုရင်ဒီလိုမျိုးစော်ကားနေတယ်ခင်ဗျားတို့မနာတတ်သေးဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်ပေါ်တော့ကျွန်တော်ပေါ်တော့ပို့လိုက်ရအောင်ကျွန်တော်စုံလိုက်ပေါ်တော့ဘယ်ကောင်ကအယောင်ကြီးထောက်ပံ့နေလဲဘယ်တထေးကအယောင်ထောက်ပံ့နေလဲကျွန်တော်လိုက်ပါချင်းမှန်ကျွန်တော်ခုသွားခဏပဲတိတ်ကြောက်ရောက်လာပြီပေါ်လာလိမ့်မယ်ပေါ်လာလိမ့်မယ်တိတ်ကြောက်ပေါ်လာလိမ့်မယ်တန်းစီပေါ်လာလိမ့်မယ်ဘယ်ကောင်အောင်တော့ပေးနေလဲဆိုတာ ပေါ်လာလိမ့်မယ်။ဒါကြောင့်ပို့ရမယ်ပြောရင်တော့အဲ့ရွာပြည့်ရှိတဲ့တထေးကြီးဒီတရားစပြီးအောင်စောတကြမ်းမှမပေးတာကောင်းဆုံးပါ။ခင်ဗျားတို့ပေးနေပြီရတာကောင်းဒီနေ့ကစရတာကောင်းဆုံးပါ။မရရင်ခင်ဗျားတို့ကျွန်တော်ဖော်ထုတ်မယ်။ပြီးရင်ခင်ဗျားတို့ကိုဖော်ထုတ်ပြီးခင်ဗျားတို့စီးပွားရေးလုပ်ငန်းတွေစကျွန်တော်မြေလမ်းပြမှာကို။ဒါလို့ဒီလိုမရရင်တော့ကျွန်တော်တို့မလုပ်သင့်တော့ဘူး။မပေးသင့်တော့ကျွန်တော်ပို့ရင်လည်းပြောတာ။ဒါကျွန်တော်တိုက်တိုက်တုတ်တဲ့ပဲတိုက်တော့လား။ဒါကပို့ရင်လည်းခင်ဗျားချေချောက်လည်းလုပ်ထင်လည်းထင်ကျွန်တော်တဲ့ပဲတိုက်တော့ဒါမရရင်စော်ရတာများသွားပြီ။တီလူစရာတို့ရရှိစိကိန်းတော့တော့ပင်မကန်လုံနေကြတဲ့အချိန်မှာတော့ဒီမအေဘေးကအဲ့လိုစော်ကားတာဗျ။တကယ်ကိုကျွန်တော်ဘယ်လိုစကားလုံးတွေကိုပြောပြချင်မှန်းတော့မသိဘူးဖြစ်နေတယ်။တော်တော်တင်းလာတယ်ဒီကိစ္စက။ ကျွန်တော်တို့ပြည်သူလူထုကိုလည်းပြောချင်တာဒီလိုကောင်မျိုးတွေရဲ့ဟာဝိုင်းပြီးတော့ report ထုတ်ကြဖို့ blog ကြဖို့လိုတယ်ဝိုင်းကို page မှာပေါ်မှာ blog ပြဖို့ကောင်းတယ်ဒါတော့ပေါ်မလာဝိုင်း blog ပြဖို့ကောင်းတယ်ဝိုင်းထုတ်ဖို့ကောင်းတယ်ဘာလို့ဆိုတော့ဒီကောင်ဒီကောင်တွေကကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာယဉ်ကျေးမှုလည်းစော်ကားမယ်ကျွန်တော်တို့ဒီကြီးဝါကြီးဆရာတော်လည်းစော်ကားမယ်ကျွန်တော်တို့နိုင်ငံကိုလည်းစော်ကားမယ်ကျွန်တော်တို့နိုင်ငံနိုင်ငံမှာရှိတဲ့တထည်ကြီးတွေကိုလည်းစော်ကားမယ်ဒါပေမဲ့တထည်ကြီးချင်းစော်ဖို့ကိစ္စကလည်းတထည်ချို့ကပဲထောက်ပံ့ပြီးပို့ပြီးလုပ်နေတဲ့အခွက်တွေပဲကျွန်တော်တို့သိတယ်ဘယ်ကောင်ကဘလူဘောက်ထောက်ပံ့မလို့ဘယ်ကောင်စော်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 စော်ဖို့ information ပေးနေတဲ့ကောင်တွေအစရှိတယ်အဲ့တော့ခင်ဗျားတို့ဒီနေရာရက်တာအကောင်းဆုံးကိုကျွန်တော်တိုက်တွန်းတာ ော်ပုံလင်းပြောရင်တော့ပေးနေကောင်းရှင်းတော့ရကြတာအကောင်းဆုံးပါကျွန်တော်ပုံလင်းပြောရင်တော့တော်တော်ဆိုးပါလေအဲ့ကိစ္စတော့ကျွန်တော်ဖတ်ပြီးမနေရတယ်ညရတယ်မြင်နေရကျွန်တော်တင်းနေရအဲ့ဒါကိုကျွန်တော်ပြောချင်တယ်ရားလေးလို့ဒီနေ့ထည့်ပြောတာအဲ့တော့အောင်စော့စီကိုရအောင်ပို့လိုက်ကြကျွန်တော်ပို့လိုက်ကြအောင်စော့စီမှာလုံနေတဲ့တရက်တော်တွေလည်းပို့နေကြမှာအောင်သူရောက်တော့ရှိတယ်ကျွန်တော်မြင်နေအောင်သူရောက်တော့ဆိုတာ PPG ရင်က PPG ကဟိုကျိုးဆောင်မင်းစေနာနဲ့တနာလို့လှုပ်ပေးလို့လွတ်သွားတဲ့ကောင်ခုကြတော့ပြန်ပြီးတော့ပြန်စော်ကားတယ်အဲ့လိုကောင်စားတွေတကက်ဟိုဟာလေးဦးစိုးသိန်းနဲ့မကင်းမရှင်းလုပ်ခဲ့တဲ့ကောင်ဒါလိုကောင်စားတွေအခုချိန်မှာဒီလိုမီဒီယာမှာသွားလုပ်ပြီးစော်ကားနေတဲ့အတိုင်းကြီးပြန်ပြီးတော့ဘလောက်ရုပ်ကန်းတယ်ဆိုတာပြန်စမ်းကြည့်ဦးတော်တော်တော့အဟောကောင်ပါ ော်အဲ့တော့ထားပါတော့ဒါကြီးကတို့ဇလန်းနေဆိုတော့ပြောမလို့အဲ့တော့အောင်စောကိစ္စကလည်းကျွန်တော်တခါလေးဒီနေရာမှာလူတို့ကို message ပေးတာပါခင်ဗျားတို့ဒီလိုဟာဒီလိုကောင်စားမျိုးတွေကိုမှခင်ဗျားတို့ကစန့်ကျင်ကြဖို့စမ်းသပ်မရှိသေးဘူးဆိုရင်ကျမတို့နောက်ထပ်စော်ကားခံရမယ်ခင်ဗျားတို့ရဲ့ဆရာတော်ကြီးပါလာပြီနောက်ပိုင်းပါချုပ်ဆရာတော်ကြီးပါစော်ကားအောင်လည်းမသိဘူးဒီကောင်ကြီးကပါချုပ်လို့ဆရာတော်ကြီးတော်စော်ကားကြအောင်လည်းမသိဘူးဘယ်တော့တော့စော်ကားအောင်လည်းမသိဘူးနော်ဒါတွေကဘယ်တော့တော့ဒီကောင်နောက်ကနေဘဲဘဲဘဲကောင်ပတ်စံဘဲကလာဘဲကလာဘဲကလာတွေပတ်စံပြီးတာတော့မသိဘူးပြောအောင်အဲ့လိုပဲကျွန်တော်ပြောပါသေးတယ်ဒီလိုဆရာတော်ကြီးတို့ကတော့လုပ်တယ်ဆိုတာဒါရွေးချက်ရှိတယ်နောက်ကွယ်မှာရွေးချက်ရှိတယ်နောက်မှာသူ့စပွန်ဆာဘဲကလာတယ်လည်းမသိဘူးအဲ့ရွေးချက်ကတခုရှိတယ် ဒီလိုပဲကျွန်တော်ပြောပြစီเนาะဒါတော့ကျွန်တော်ဒီနေ့အဲ့ဒါထည့်ပြောတာပါနောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီ TNL နဲ့ဟိုကနေပေါ့เนาะ TNL နဲ့ MNDA နဲ့ထိုးချိတ်မှုဖြစ်တဲ့ဇလန်ဒါလည်းကျွန်တော်တို့သိပြီးလောက်ပြီးချင်ပါတယ်အဲ့ဇလန်ကလည်းတော်တော်ဆိုးတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကော့ခိုင်မှာဖြစ်သွားတာเนาะ MNDA ကငလျင်အတွက်ဆိုပြီးကောင်းနေတယ်ပြီးကော့ခိုင်မှာပတ်စံကောက်တယ်ကောက်တဲ့အချိန်မှာ TNL တွေကဖွဲ့တယ်ရောက်လာတယ်ရောက်လာလဲပြီးတော့ရောက်လာလဲပြီးတော့အဲ့မှာကောက်ရကောင်းလားဘာလားညာလားဘလို့ဖြစ်လဲတော့မသိဘူးမှထိုးချိတ်နေတဲ့ဒီပိုင်းတွေ့တယ်အဲ့တော့ဗီဒီယိုဖိုင်တော့ပြောတဲ့စကားတွေကျွန်တော်နေနေစုံစမ်းပြီးတော့ရောက်ဆိုတော့ TNL တွေဖွဲ့တယ်ရ လာတယ်ဒီ MND အဖွဲ့လူကြီးကောက်တဲ့အချိန်မှာလာပြီးကောက်တာကိုမကောက်စေချင်ဘူးမကောက်နဲ့ဆိုပြောပြီးတော့ပြောတယ်ပြောတော့အချင်းချင်းညိမြနိုင်မြနဲ့ထိုးတဲ့ကြိုက်ဖြစ်ကုန်တယ်ထိုးရတယ်ပေါ့ဗျာထိုးတော့ပွင့်လည်းပြောရင်တော့ဟိုနားလေလာတော့ကိုကန်နေရအလူငွေကောက်တယ်ဗာလေငလျင်လူဖို့အတွက်အလူငွေကောက်တာလာတယ်ဖြတ်သားဖြတ်တာလူကြီးစီကနေလမ်းမှာတော့ကျားလေးလူစီကနေငွေကောက်တယ်ကိုကန်ပြည့်ရညိုရဒီဂိတ်တစ်ခုပေါ့တော့အဲ့မှာငွေကောက်တယ်အဲ့ဒါကို TNL ရောက်ချလာပြီးတော့မင်းတို့မကောက်နိုင်ပါ냐ဆိုပြောရင်ချကြတယ်သဘောဒါပေမဲ့ TNL ကထုတ်ပြန်ကြတော့ဘလို့ထုတ်ပြန်လဲဆိုတော့ TNL ထုတ်ပြန်ကြတော့နော်နားလည်မှုလွဲမှားတာဆိုပြီးထုတ်ပြန်တယ်နော်အဲ့တော့ဗာလေဆိုတော့ ကိုကန်မျိုးလည်းပြည်တော်စုကားလမ်းမှာပေါ်မှာတဲ့တောင်းနဲ့ကိုကန်နေကြနားလည်းမလိုမှာပြီးတော့အချိန်နဲ့ငင်းခုံဖြစ်တယ်တဲ့ကြီးမားသည့်ပြဿနာမျိုးပဲနဲ့ရဲဘော်ချင်းချမှာတဲ့ဘာသာတကားမဟုတ်ဘူးနားလည်းမလိုမှာကျင်တာဖြစ်တယ်တဲ့အဲ့တော့ကိုကန်တက်ကားတဲ့လမ်းကိုပိတ်ဆို့ပြီးတော့ဖျက်သန်းလာတဲ့ကားကိုရက်တန်စီပြီးတော့အလှူငွေကောက်တယ်တဲ့အဲ့တော့တောင်းရက်တောင်းဖွဲကသွားပြီးတော့တားတယ်တဲ့တောင်းကလူကြီးကြောက်ခင်းနေရှိလို့ရောက်ခါနေဖြစ်တဲ့အတွက်ခဏခဏတော့လမ်းဖွဲပြီးတော့သွားညိတယ်တဲ့ညိလို့မရတဲ့ခါမှာဘာသာတကားမပေါက်တဲ့အတွက်အဲ့မှာနှစ်ဖက်ကြားမှာအနေငယ်အငင်းခုံဖြစ်သွားတယ်တဲ့အငင်းခုံဖြစ်သွားတယ်လက်သီးနဲ့ထိုးပြီးတော့သူတို့အငင်းခုံကလက်သီးနဲ့ထိုးတာနော်လက်သီးနဲ့ထိုးတယ်အဲ့လိုအခုတော့ဖြစ်သွားပြီးတော့နှစ်ဖက် ညိနှိုင်းပြီးပြည်လည်သွားပြီတဲ့ဆိုပြီးတော့ထုတ်ပြန်တယ်။ DNA လေးထုတ်ပြန်တယ်ကျွန်တော်။ဆိုတော့ပြောချင်တာကတော့သူ့လူကြီးလာမှာမို့လို့ခဏတာသွားတာလားအဲ့ဒါကိုနားလည်မှုလွယ်ပြီးစကားမမောက်ပြီးတော့စကားမပေါက်လို့ဘာစကားမပေါက်လို့ရက်ဖြစ်တာဆိုပြောတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူတို့ချင်းချင်းကြားမှာတော့ဒီလိုမျိုးအညီဆုံးနေရတော့အမြဲတမ်းရှိနေတယ်လို့ကျွန်တော်တို့ကနားလည်တယ်။အမြဲတမ်းရှိနေတယ်။ DNA လေးနဲ့ MDA ကြား MDA နဲ့ KIA ကြား KIA နဲ့ DNA လေးကြားနော်အဲ့ပတ်လည်ရိုက်ပြီးတော့သူတို့မှရန်ဖြစ်နေကြတယ်။ဖြစ်ဖြစ်မှာပါပဲဖြစ်မှာပါပဲ။နော်ဖြစ်မဲ့သဘောတော့ရှိပြီးသားပါ။ဆိုတော့အဲ့လိုမျိုးပဲနောက်တစ်ခုဖြစ်စဉ်တစ်ခုလည်းအဲ့ဒီနားမှာဖြစ်သွားသေးတယ် MDA နဲ့ဟွာကြားမှာဖြစ်သွားတယ် MDA နဲ့ AI ရောက်မှာတစ်ခုဖြစ်စဉ်တစ်ခုဖြစ်သွားသေးတယ်အဲ့ဒါလည်းအဲ့ဒါလည်းတို့အဲ့ဖြစ်စဉ်ကိုတော့တော်တော်များလူသိသိချာမသိလိုက်ဘူးအဲ့တော့ဘာလို့ဖြစ်တာလဲဆိုတော့ကျွန်တော်တို့မှပြောပြမယ်ဒီ TNL အဖွဲ့ကဒါဆို MND အဖွဲ့ကပေါ့နော် MND အဖွဲ့ကသူက KI တက်ဖွဲ့ကိုတွားပြီးတော့တွားပြီးတော့တားတာပေါ့သိန်းညီမျိုးနဲ့သိန်းညီလောက်ကိုင်းလမ်းမပေါ်မှာရှိတယ်နာတီဆိုကြည့်ရအဲ့မှာလုံချုံကြီးယူနေတယ်ဆိုတော့ KI တက်ဖွဲ့ကိုကိုကံအဖွဲ့ကတွားပြီးတော့မင်းတို့ထွဲမင်းတို့ဖယ်သွင်းပြီးတွားတာလေဒီနေ့မင်းနဲ့ဆက်တိုင်အောင်ဖြစ်တယ်အဲ့တော့ KI အင်အဖွဲ့တွေက KI ဝအဖွဲ့တွေရောက်နေလို့ဆိုပြီးတော့ KI ရဲ့လာပြီးလုံချုံကြီးယူတာအဲ့ဒါကိုမင်းတို့ယူရကောင်းလားဆိုပြီးတော့ MND ရဲ့လည်းငါတို့ဘက်ကလည်းလူကြီးလာမှာမို့လို့မင်းတို့လည်းဖယ်ဆိုပြီးတော့အပြန်လာအငင်းပွားပြီးတော့နှစ်ဖက်တော်တော်လေးတော့ဟိုနှစ်ဖက်ချမ်းမှာတင်းတင်းမာတော့ဖြစ်တယ်ဟိုတင်းတင်းမာတော့ဖြစ်တယ်ဖြစ်ပြီးတော့နောက်ဆုံးကျတော့တနအီခွဲလောက်နှစ်ကြာလောက်တင်းတင်းမာဖြစ်စားရညာအခြေတင်းဖြစ်ကြပြီထို့ကျိတ်မထို့ကျိတ်ထို့ကျိတ်ဖြစ်တာပေါ့နော်အဲ့လောက်ဖြစ်မှနောက်ဆုံးကျတော့ဟိုတော့ပြေလေသွားပြီးပြန်သွားတယ်လို့ပြောတယ်ပြေလေဆိုမဲ့ပြေလေတော့မဟုတ်ဘူးပါဗျာတစ်ဖက်တစ်ဖက်နည်းတော့တင်းမာအဲအန်ကျိတ်ပြီးတော့ပြန်သွားကြတယ်သဘောတွေ့ရတယ်ဆိုတော့အဲ့လိုဖြစ်စဉ်တွေကခုနပြောတယ် MNDA နဲ့ KIA ကြား MNDA နဲ့ DNL ကြား TNL နဲ့ KIA ကြား တန်နေနဲ့ MND ကြဆက်လဲထွက်ပြီးတော့ပတ်လိုက်ရိုက်ပြီးတော့တို့ကြမှာတော့ဖြစ်နေမှာပဲ။ဘာဖြစ်လို့ဆိုတော့အားလုံးကဘာဖြစ်လို့တနက်ကင်ထားကြတယ်။တနက်ရှိတော့မှသာတို့ကတို့အားရှိလို့ထင်တဲ့ကောင်တွေဖြစ်တော့ကြောက်လို့တနက်ကင်ထားတာဗျာပို့လို့ပြောရတယ်။အကြောက်တရားရှိလို့တနက်ကင်ထားတယ်။အကြောက်တရားရှိလို့တနက်ကင်ထားတဲ့လူချင်းကြမှာအကြောက်တရားရှိတဲ့ခါကျတော့တနက်တနက်ချင်းတွေ့ပြီးမပြေတော့လက်သေးချင်းရှင်ထိုးကြတယ်။ဒါပဲပို့လို့ပြောရတယ်။ဆိုတော့ချိန်တိုင်းတို့ချင်းချင်းလဲဒီလိုပဲညကြစောညနဲ့တိုက်ကြခိုက်ကြထိုးကြကြကြတော့ဖြစ်နေဦးမှာပဲ။ဒါတော့မြင်ဖြစ်နေမှာပါနော်။ဒါတော့ဖြစ်စဉ်တစ်ခုဖြစ်နေတဲ့ထည့်ပြောတာပါ။အဲ့တော့ကျွန်တော်ရဲ့နောက်ထပ်တစ်ခုကတော့ ဒီ twin ကုန်ကိစ္စတွေပေါ့ twin ကုန်ပုံကုန်ကိစ္စတွေပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အစိုးရဖြေလျှော့ပေးလိုက်တဲ့သတင်းလေးတစ်ခုကျွန်တော်ပြောချင်ပါတယ်အစိုးရဖြေလျှော့တဲ့ကိစ္စလေးကိုကျွန်တော်ဝန်တာစွာဖြင့်ကြိုးစားပါတယ်အဲ့ဒါပါလို့ဆိုတော့ပုံကုန်များအတွက်ပုံကုန်လည်းချက်ထက်ချက်ထက်မလို့ပဲခွင့်ပြုမယ်လို့ပြောတယ်နော်အဲ့တော့ပုံကုန် line စင်တွေကိုတဲ့နော်ပုံကုန် line စင်တွေကိုတဲ့နော်စင်ပြချောမေးစာဒီဒီလက်ရှိအဲပုံကုန် line စင်တွေကိုတဲ့မြန်မာ trade trainer.trainer 2.0 online center နဲ့ community ကြီးရနေတယ်2025မှလ28မှာဖြစ်ပေါ်တဲ့ငလင်တန်းကြောင်းနဲ့အဲဒါချိန်ဆမှုစနစ်ကောင်းမွန်ခြင်းမရှိသေးတဲ့ကာလတွေမှာပုံကုန်လုပ်ငန်းတွေအဆင်ပြေသွားအတွက်2025 April 1ရက်ကနေစပြီးတော့30ရက်နေ့အထိเนา ပို့ကုန်လိုင်းစင်လျှောက်ထားရမလို့ပဲနဲ့အကောက်ခွန်လုပ်ငန်းအဲတွေကိုအညီပို့ကုန်ကြီးညာလွားဖြင့်တိုက်ရဆောက်ခပြုမယ်တဲ့ဆိုတော့ပို့ကုန်ပစ္စည်းကိုဘာမှပို့ကုန်လိုင်းစင်နဲ့ကြေဝါရီလို့ဆိုမလို့တော့ပဲနဲ့တော့ပို့ဆက်ရှိတာပို့ပို့ကုန်ကြီးညာလွားနဲ့တိုက်ရပို့ခပြုမယ်ဆိုပြီးတော့ဒါအင်ပရတီရဲ့ရစွဲနဲ့ကုန်သွယ်ရေးဦးစီးဌာနလေးထုတ်ပြန်စာစောင်းထုတ်တယ်နောက်တစ်ခါပို့ကုန်ပြီးတော့တစ်ခါထုတ်ကုန်ဆိုတဲ့ကြီးညာချက်ထုတ်တယ်ထုတ်ကုန်ကြီးညာချက်ကြတော့ဘာလဲဆိုတော့ပို့ကုန်လိုင်းစင်လေးကြီးညာပြီးသွားပြီတဲ့ထုတ်ကုန်ကြီးညာလာတင်းတင်းတူတူနဲ့ပတ်သက်ပြီးပြောမယ်တဲ့ဆိုပြီးတော့ပြောတယ်အဲ့ဒါဘာလဲဆိုတော့ ထုတ်ကုန်တင်သွင်းတဲ့သူတွေအနေနဲ့ထုတ်ကုန်ကြေညာတင်သွင်းရမှာကြေညာလော်ရဲ့ note 1အကွက်မှာပုံသွေးဦးစီးဌာနဤတင်လော်တင်ပြင်းဆောင်2015ရတင်ပြင်းဖြစ်ပါစီပေါ်ပြပြီးတော့ပုတ်ကုန် license မပါရှိပဲထုတ်ကုန်ကြေညာလော်တင်သွင်းနိုင်မှာဖြစ်တယ်ဆိုပြီးတိပြင်းညာတယ်ဆိုပြီးတော့ဒါကောက်ကုန်ဦးစီးဌာနလည်းထပ်ကြေညာပေးတယ်ဆိုတော့တဘောကတော့ပုတ်ကုန်ဒီပုတ်ကုန်ပုတ်ကုန်ကိစ္စကိုဒီလိုခွင့်ပြုရဆိုဖြစ်လို့ထုတ်ကုန်ပေါ့ဒါလေးလည်းပြန်ဖြေလျှော့ပေးလို့ပြောပါတယ်ဒါလေးလည်းကောင်းတဲ့ကိစ္စလေးတစ်ခုဖြစ်နေတွေ့ရပါတယ်ဒါမြန်မြန်ဆန်တချို့ကိစ္စပဲဆိုတော့ဝန်ကြီးဌာနတချို့တွေဝန်ကြီးဌာနတချို့တွေအဲ့လိုမလုပ်လို့မရဘူးခင်ချင်းဖြစ်တာဘာလို့လဲဆိုတော့တချို့ဝန်ကြီးဌာနတချို့နေရာတွေမှာအဆောက်အဦတွေရောက်ဖြစ်တဲ့အခါကျတော့အပြင်မှာ ကျွန်တော်လည်းနေပြီးတော့ကိစ္စကိုပြောရတာအားလဲနာတယ်။အဲဆိုခဏအစိုးရဌာနဆိုင်ရာတော်တော်များအကုန်တော်တော်ထိပါတယ်။အဲတော့ချို့အစိုးရလုပ်ငန်းတွေတော်တော်များလဲပတ်ဖို့တော်တော်ခက်ခဲနေဖြစ်နေတယ်။တော်တော်ပြည့်တယ်ရအောင်တို့လဲပတ်နေကြတာ။ကျွန်တော်တို့လက်ရှိနတ်သက်ကအစိုးရကသူ့ဝန်ကြီးဌာနဌာနသီးသီးရဲ့ကိစ္စတွေကိုခဏပြစ်ထားပြီးမန္တလေးစကိုင်းမှာဖြစ်နေတဲ့ခက်ခဲတွေအရင်ဦးစားပေးတို့သွားပြီးကူညီနေတာ။ပွန့်လို့ပြောရင်တော့လူတွေဖြစ်နေတဲ့အရသာပြည်သူလူဖြစ်နေတဲ့ခက်ခဲကိုအရင်ဦးစားပေးတော့ကူညီနေတယ်။ဒီဘက်ကဌာနဆိုင်ရဖြစ်တဲ့ကိစ္စဌာနဆိုင်ဝန်ထမ်းတွေလည်းပြစ်ချင်းကွာဒီဘက်ကဒီတံပရောသားရဲတွေနဲ့ကိစ္စတွေချုပ်ရတာလာမင်းတို့ဒီမှာပြင်မှာဖတ်ကူဆိုပြီးတော့ဘုံကြီးတို့ကအစားချောက်သွားနေ။ဆိုတော့ င်ကြီးဌာနတွေမှာဖြစ်နေတဲ့ကိစ္စလေတော်တော်များတယ်ဝင်ကြီးဌာနဝင်ကြီးနဲ့သူဌာနသူကြိတ်ပြီးတော့ရအောင်ပြည်လောင်ဖြစ်ရှင်းတော့ပြည်သူတွေခက်ခဲရနံပါတ်1မတို့တွေလည်းငါတို့ကငေါ့ကြိတ်ရှင်းရအောင်ဆိုကြိတ်ရှင်းတယ်ပြန်တချို့အစည်းအဝေးတွေဆိုရင်တကယ်တာလဘကြီးနဲ့အုံပြီးလောက်ရတယ်တချို့ဝါတွေဆိုရင်ဝင်ကြီးတွေပြောပြောပြောစစ်စီတော့ဖြစ်တယ်ဒါမှကျွန်တော်အမှန်တရားပြောပါမယ်တို့ရဲ့အနစ်နာခံမှုပြောချင်တာပါတချို့ဝင်ကြီးတွေတို့ဝင်ကြီးအဆောင်မှာနေလို့မရတော့အပြင်မှာကားလေးနဲ့တန်နေကားထားတဲ့ကိုယ်တော်လေးနားမှာသွားပြီးတော့ယာယီခုံလေးလုံထားတာလူနဲ့ နော်တချို့အကြီးကြီးတွေပေါ့နော်တချို့အကြီးကြီးတွေအဲ့လိုနော်တစ်ထပ်ဟိုဟာလေးပေါ့ကိုရောလိုဟာမျိုးလေးမှာသွားပြီးတော့ရုံးထိုင်ရတယ်မနေ့ကသမီးအိမ်မှာစားရတယ်လှုပ်လှုပ်အိမ်မှာလှုပ်ရတယ်တကယ်ကိုလူကြီးတွေခက်ခက်လှုပ်ပြီးတော့ကိုတို့လုပ်ငန်းတွေအစိုးရလုပ်ငန်းတွေဆက်လက်လေပတ်နိုင်အောင်စူးစမ်းနေကြရတာပါဆိုဒီလိုကြားရတဲ့သူတို့အနေနဲ့ဖြေချော့တင်နိုင်လိုက်ဖြေချော့လဲလို့မြင်ပါတယ်အဲ့တော့ပို့ကုန်ကိစ္စဖြေချော့သူတို့သွင်းကုန်ကိစ္စမှာလည်းထပ်ပြီးဖြေချော့နေမှာလူစားရတယ်ဘာလို့လဲဆိုတော့တိုင်းပြည်မှာလုံနေတဲ့ပစ္စည်းပေါင်းများစွာရှိတယ် ပြီးတော့တွင်းကိုကိစ္စဖြေလျှော့ဖို့လိုအပ်တယ်လို့ပြောတဲ့အချိန်ကပါပဲအချိန်ကပါပဲပြီးတော့မှရှိတဲ့ဒီငလျင်နဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ပြန်လဲထူထောင်ရေးလုပ်ငန်းတွေငလျင်ကယ်ဆယ်လုပ်ငန်းတွေမှာတောင်းရမယ်ပတ်ဆက်တွေရှိတယ်အဲ့ဒီပတ်ဆက်တွေနဲ့ sorry တောင်းရမယ်ပစ္စည်းတွေရှိတယ်အဲ့ကွန်ပစ္စည်းတွေနဲ့ပတ်သက်ရင်เนาะဟိုအထောက်တော့ရေးပေါ်ယာယီတန့်လေးလိုတာဖြစ်ဖြစ်ယာယီရေတံမှုလိုတာဖြစ်ဖြစ်စားစရာတောက်စရာယာယီရေးပေါ်စားတဲ့ရေးပေါ်အမြန်စားဖူတွေ fast food တွေဖြစ်ဖြစ်စားသဖြင့်ပေါ့ဗျာလိုအပ်တဲ့ပစ္စည်းတွေမှန်သမျှကိုဖြစ်နိုင်ရင်ငွေရင်းစေးတိုင်းလေးရောင်းနိုင်ကြဖို့စူးစမ်းပါရောင်းကြဖို့စူးစမ်းပါဒီအချိန်မှာအမြန်ဆုံးတင်မဲ့အစားဒီချိန်မှာအမြဲဆုံးတင်မဲ့အစားဒီချိန်မှာကိုကလှူတော်လှူရမယ့်အချိန်မှာ မတော်တော်ပါတယ်အမြတ်မတင်မိကြဘူးပဲကျွန်တော်တိုက်ထုံးပါတယ်ဒီနေရာမှာကျွန်တော်ရိုးရိုးလေးပဲခင်ဗျားတို့နားလည်နေတဲ့စကားလုံးဘာသာသားလို့ပြောမယ်တချို့တွေကပြောတယ်မိုးရွာတော့ရေခမ်းမယ်လို့ပြောလိမ့်မယ်မှန်ပါတယ်မိုးရွာတော့ရေခမ်းမယ်ဆိုတာပုံမှန်အခြေအနေမှာပါပုံမှန်အခြေအနေမဟုတ်တဲ့အခြေအနေမှာမိုးရွာတော့ရေခမ်းတာမသိမ့်ပါဘူးမိုးရွာတော့ရေခမ်းဆိုတဲ့စကားမှန်ပါတယ်ဒါပေမဲ့တချို့ရွာသောမိုးတွေကခံဖို့မသိတဲ့မိုးကြီးတွေပါတချို့ရွာတဲ့မိုးတွေကမိုးကြီးတွေကခံထားဖို့မသိတဲ့မိုးကြီးတွေပါဒါကြောင့်မလို့မိုးရွာတော့ရေခမ်းတာကရေခမ်းတိုင်းကောင်းတဲ့လို့မဟုတ်ပါအဲဒါကြောင့်မလို့တချို့ရွာတဲ့မိုးတွေကမခံသိတဲ့မိုးကြီးတွေဆိုတာသိမယ်ကိုကျင်းစားရမယ်ဆိုရင် ဒီပစ္စည်းတွေရောင်းချတဲ့သူတွေအနေနဲ့ဘာပဲပြောကိုလှူရမယ်ချင်းလေးမှာမလှူနိုင်ရင်တော့ဈေးရောက်တဲ့ပုံစံမျိုးနဲ့မလှူနိုင်ဈေးရောက်ဆိုတဲ့ပုံစံမျိုးနဲ့ဈေးတက်တက်တက်ရောင်းချဖို့တိုက်တွန်းပါလေဒါကကျွန်တော်မြစ်တာလေးရက်ခံတာပါခင်ဗျားတို့တို့လည်းပြောတာပါအဲ့တော့ဒါတွေကမသိတော့လေလောက်ရက်ဒီလိုတိုက်တွန်းတိုက်တွန်းချင်ပါလေအဲ့တော့ကျွန်တော်ဒီနေ့အပိတ်လေးကတော့ဒီတကြံတကြံနဲ့ပတ်သက်ပြီးဘုကျုံဆုံးမတော်တော့ဒီနေ့နောက်ဆုံးနိုင်ပိုင်း၈နိုင်ည၈နိုင်ကျော်တော့မှတင်းချင်ညာထည့်ပြောပါရတယ်။အမြန်တုတ်ပြောပါရတယ်။ဒီနေ့တကြံကိုရွေးရရင်ချင်းမှုအညီတာယာအေးချတာတော့ကြံဖြစ်နေရအောင်ချင်းပါတော့မယ်တဲ့။နော်လက်ရှိထုတ်တွေ့နေတဲ့ပြင်ထန်တဲ့ငလျင်တန်ကြောင့် နေပြီးတော့ကောင်းစီစကိုင်းပဲခူးမကွေးမန္တလေးနဲ့ရှမ်းပြည်နယ်ပေါင်းမှာပြည်သူချုပ်တရားတည်ဆုံးနေရှိတာတွေ့ရပါတယ်တဲ့ဒါကြောင့်မတနိုင်ငံဝန်နဲ့ခြေခွေနေရတဲ့ကာလဖြစ်ပါသဖြင့်ယခုနေ့တကြံကိုတဲ့မြမရွေတကြံအပျော်ပါပြည်သူကောက်ကုန်မှုတွေမပါဝင်ပဲရိုးရရင်ချင်းမှုနဲ့အညီအေးချမ်းသာရသောတကြံဖြစ်ကျင်းပသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ဆိုပြီးတော့သူကဘုန်းကြီးဆုံးမှာပြောပါတယ်ဆိုတော့တကြံကိုကျင်းပါမယ်ဒါပေမဲ့အရင်လိုမျိုးတီးဝိုင်းနေကိုခုံကိုကောက်ခုံပြီးတော့ဒီမှာအိုးရအူအာနေအဲ့လိုမျိုးနဲ့တာမန်ပုံမှန်ကျင်းပတဲ့ရိုးရတကြံပုံစံမျိုးဒီနေ့အေးချမ်းသာကျင်းပသွားမှာဆိုတော့ဒီဒီနေ့တကြံကတကယ်ကိုပဲ UNESCO ဝင်တဲ့အတွက်တကယ်ကိုခံခံရလာလို့ရမယ်တကြံပါ ဒါပေမဲ့ကန်ဆိုးကျွန်တော်ဒီလိုကိစ္စကြီးကြုံလာတဲ့ခါကျတော့ပွင့်လင်းပြောတော့တကြံကအစိုးရလူကြီးတွေနေဆိုရက်တော့ရရင်ကောင်းမလားဆောင်စဉ်းစားခဲ့ကြရတယ်ဒါပေမဲ့မဟုတ်ဘူးတကြံကတော့ဆက်ချက်ဆက်လုပ်ဒါပေမဲ့မလိုအပ်တဲ့အပျော်ပါးတွေကိုရှော့ချလိုက်ရိုက်တကြံတော့ဆက်လုပ်လုပ်လို့ရတဲ့မျိုးတွေမှာဆက်လုပ်စီဆိုတာမျိုးလူကြီးတွေစဉ်းစားပုံရပါတယ်ဒါကြောင့်မလို့ခုနတကြံကို တီဆိုကကုံပြောပါတိမုတ်တွေမပါပဲ UAE နဲ့ကောက်ကောက်ဘုံတကြံလေးချစ်ပါတော့မှဖြစ်တယ်လို့ဘုရားသခင်တို့ကကြီးညာထားတာတွေ့ရပါတယ်အဲ့တော့ရန်ကုန်တို့ဘာလို့ကတကြံလေးကတော့အဲဆက်ဖြစ်ပါလိမ့်မယ်ဒါပေမဲ့အရင်လိုမျိုးခေါင်းတို့ပြောပါကကုံတိမုတ်ကတော့ကျွန်တော်ထင်တယ်အဲ့ဒါတွေတော့ရော့သွားလိမ့်မယ်ရှော့သွားလိမ့်မယ်လို့မြင်ပါတယ်အားလေးပြောနေတဲ့ဒီတော့တော့ဘာပဲအားလုံးကိုညီတော်တွေရှိပါတိုင်းယူကိုစေနာမထားပါသစ္စာရှိပါကိုနိုင်ငံသားချင်းချင်းပြန်လာတက်ပြန်နေကြတာကိုလည်းခလိုဝါဒီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းပဲအားပေးတော့ခဏဖြစ်နေကြလားဆိုတော့ပြန်လည်းမျိုးလို့ပြောလို့ပြောရင်လည်း